မင်္ဂလာပါ Successful Computer တင်နန်းမှာကြိုဆိုပါရစေဒီကနေ့မှာတော့ Microsoft ရဲ့ Business Gap Design လှလှလေးဖန်တီးနည်းကိုလွယ်လွယ်ကူကူနဲ့လိုက်ပါလေ့ကျင့်နိုင်အောင်လို့သင်ကြားပေးသွားမှာဖြစ်ပါတယ် Microsoft Word ဆိုတာကစာရေးဖို့တက်တက်တယ်မဟုတ်ပဲဒီလို business card design လေးတွေလည်းကိုယ်တိုင်ဖန်တီးလို့ရပါတယ်ဒီသင်ခန်းစာလေးမှာတော့ Microsoft Word ရဲ့အခြေခံ shape လေးတွေအသုံးပြုပြီးတော့မှ business card လေးကို professional design card တစ်ခုဖြစ်လာသည့်အထိပေါင်းစပ်ရေးဆွဲတဲ့နည်းလမ်းလေးကိုလေ့လာသွားအောင်ဖြစ်ပါတယ် business card လေးစတင်ရေးဆွဲဖို့ရာအတွက် desktop ပေါ်မှာရှိတဲ့ Microsoft Word file လေးကိုနှစ်ချက်ကလစ်နှိပ်ပြီးတော့ဖွင့်လိုက်ပါမယ်စာအသစ်လေးယူလိုက်ပါမယ်မြင်ကွင်းလေးချဲလိုက်ပါမယ် insert တက်ထဲကိုသွားပါမယ် insert တက်ထဲက illustration glue တွေက shape ထဲက rectangle လေးတစ်ခုယူလိုက်ပါပြီးသွားပြီဆိုရင်တော့မိမိနှစ်သက်ရာ rectangle လေးတစ်ခုကောက်ပြီးတော့ဆွဲလိုက်ပါမယ်ဒီ rectangle လေးကို business card size အတွက်အချိုးအစားသတ်မှတ်ပါမယ်အဲ့ဒီတော့ shape format ထဲကိုသွားပြပါ shape format ထဲက size size ထဲရနေပြီးတော့မှအမြင့်ကိုတော့2.1 inch လို့သတ်မှတ်ပါမယ် enter ခောက်ပါမယ် ်အလဲရလိုက်ကိုတော့3.4 inch လို့သတ်ပတ်ပါမယ်အန်တာခောက်ပါမယ်ဒါဆိုရင်တော့ business cut size လေးကိုချိုးပြီးသွားပြီးဖြစ်ပါတယ်ဒီ business cut လေးကိုအယောင်သွင်းပါမယ် business cut လေးအယောင်သွင်းဖို့ရာအတွက် shape format တွေက shape style တွေက shape face shape face တွေကနေပြီးတော့မှ gradient gradient တွေကနေ mode gradient ကိုသွားပါမယ်အယောင်ဇလေးသွင်းဖို့ရာအတွက် gradient face ကိုရွေးထားပါမယ်ဒီနေရာမှာအယောင်ကလေးတွေပိုနေခဲ့တယ်ဆိုလို့ရှိရင်တော့မောက်လေးနဲ့ဖိဆွဲပြီးတော့မှဖြုတ်ချလို့ရပါတယ်ဥပမာအဲဒါလေးတွေဒီလိုမျိုးလေးနှစ်တုံး ုံးသုံးရှိနေခဲ့တယ်ဆိုရင်တော့ကိုကနှစ်ယောက်မဲချင်မယ်ဆိုရင် မလိုအပ်တဲ့အတုံးလေးတွေကိုဖိဆွဲပြီးတော့အောက်ကိုဖြုတ်ချလိုက်ပါ။မကလေးနဲ့ကလစ်ဖိဆွဲပြီးတော့အောက်ကိုဖြုတ်ချလိုက်ပါ။ဒါဆိုလို့ရှိရင်တော့နှစ်ယောက်မဲကြံခဲ့မှာဖြစ်ပါတယ်။ကျွန်တော်ကပထမအတုံးလေးကိုတော့အဝါရောင်လေးပြောင်းလိုက်ပါမယ်။ဒုတိယအတုံးလေးကိုတော့အစိမ်းရောင်ဖြော့တဲ့အရာလေးသုံးလိုက်ပါမယ်။ငပြောညွံ့အောင်လေးသုံးလိုက်တာပါ။ ကိုလိုချင်တဲ့အကြောင်းလေးတွေတွင်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်လိုင်းလေးကိုလည်းပဲဖြောက်ထားလို့ရပါတယ်ဒီအောက်လိုင်းလေးကိုဖြောက်ထားခြင်းနဲ့ဆိုရင်တော့ share တိုင်းတဲ့က share အောက်လိုင်းတဲ့က no အောက်လိုင်းလို့ထားပြရမှာဖြစ်ပါတယ်အောက်လိုင်းလေးကိုမဖြောက်ခြင်းမူဆိုရင်လည်းပဲ weight ထဲကနေပြီးတော့မှမိမိနဲ့တက်တယ်လို့အောက်လိုင်းလေးကိုခပ်ပါပါလေးထည့်ထားလို့ရပါတယ်ဒီမှာဆိုရင်တော့1.4ဆိုပြီးတော့ခပ်ပါပါလေးထည့်ထားလိုက်လို့ရပါတယ်ကျွန်တော်ကတော့အောက်လိုင်းလေးဖြောက်မှာဖြစ်ပါတယ်ရှေ့အောက်လိုင်းကို no အောက်လိုင်းလို့လုပ်လိုက်ပါမယ် ဒီလိုဆိုရင်တော့ online လေးဖြောက်ပြီးသွားပြီဖြစ်ပါတယ်နောက်ထပ် rectangle လေးတစ်ခုထပ်ပြီးတော့ဆွဲပါမယ် rectangle လေးယူလိုက်ပါကိုလိုချင်သလိုလေးဆွဲလိုက်ပါသူ့ကိုလည်းပဲ site တိကြသတ်မှတ်ပါမယ်ဒီ rectangle လေးကိုတော့ site သတ်မှတ်ဖို့ရာအတွက် site ထဲကိုသွားပေးပါအမြင့်ကိုတော့0.5 inch လို့သတ်မှတ်လိုက်ပါမယ် enter ခောက်ပါမယ်အလျားလိုက်ကိုတော့3.4 inch လို့သတ်မှတ်မယ် enter ခောက်ပါမယ် ရလာတဲ့ rectangle လေးကိုလည်းအယောင်လေးသွင်းမှာဖြစ်ပါတယ်။အယောင်လေးသွင်းဖို့ရာအတွက်ဆိုရင်တော့ shape style နဲ့က shape face shape face တဲ့က gradient gradient နဲ့က mo gradient ကိုသွားလိုက်ပါမယ်။ gradient face ကိုရွေးပါမယ်။အယောင်၃ယောင်သွင်းမှာဖြစ်တဲ့အတွက်အတုံးလေးတုံးထပ်ပြီးတော့တိုးလိုက်ပါမယ်။ဒါဆိုလို့ရှိရင်အတုံးလေးတုံးတိုးလာပြီးဖြစ်ပါတယ်။ပထမအယောင်ကိုတော့အဖြူယောင်လေးပြောင်းလိုက်ပါမယ်။ဒီဘက်ကအဖြူယောင်လေးရွေးလိုက်ပါမယ်။နောက်ဆုံးအယောင်ကိုလည်းပဲအဖြူယောင်လေးသွင်းပါမယ်။ အလဲကောင်းတဲ့အရာကိုတော့ငှက်ပြောညွံ့အောင်မဟုတ်ပဲနည်းနည်းလေးအရာထပ်ပြီးတော့အစိမ့်တဲ့အရာလေးရွေးလိုက်ပါမယ်အရာဖြော့တာလေးရွေးလိုက်မယ်ပလီယားလိုက်အရာကိုမလိုချင်တာဖြစ်တဲ့အတွက် direction ကိုသွားပြီးတော့ပြုပြင်ပါမယ်။ဒီလို downline လေးလိုချင်ပါတယ်။ downline လေးယူလိုက်ပါမယ်။ line area လို့ခေါ်ပါတယ်။ outline ကိုဖြုတ်ဖွဲ့ရအတွက်ဆိုရင်တော့ share outline နဲ့က no outline လို့လုပ်လိုက်ပါမယ်။ဒါဆိုရင်တော့ outline ပြုတ်သွားပြီဖြစ်ပါတယ်။အခုနောက်ထပ်ဆွဲထားတဲ့ rectangle ရဲ့အောက်က rectangle ရဲ့နှစ်ခုကို shift key ဖြစ်ပြီး select မှလိုက်ပါမယ်။ alignment လေးချိန်မှဖြစ်ပါတယ်။ alignment လေးချိန်ဖို့ရာအတွက်ဆိုရင်တော့ shape format ထဲက arrange arrange ထဲက align align ထဲကနေပြီးတော့ align center align ထဲကနေပြီးတော့ align middle နဲ့ချိန်ပေးလိုက်ပါဒါလို့ဆိုလို့ရှိရင်တော့ rectangle လေးနှစ်ခုကညီသွားပြီဖြစ်ပါတယ်ဒီ rectangle လေးတွေကိုမရွေ့အောင်လို့မလို့ group ဖွဲ့လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ group ဖွဲ့ပြီးသွားပြီဖြစ်ပါတယ် format shape လေးကိုမလိုအပ်လို့ခဏပိတ်ထားလိုက်ပါမယ်။ဒီထဲကိုစာလေးတွေတွင်ပါမယ်။စာလေးတွေတွင်ဖို့ရအတွက်ဆိုရင်တော့နီလန်နှမျိုးနဲ့တွင်ပြပေးမှာဖြစ်ပါတယ်။ wireless တိုင်းနဲ့တွင်တဲ့နီလန်ရဲ့နောက်တစ်ခုက test wire နဲ့တွင်တဲ့နီလန်ရဲ့နှစ်မျိုးစလုံးကိုပြောပြပေးသွားပါမယ်။ wireless တိုင်းလေးတုံးပြီးတော့ရေးဖို့ရအတွက်ဆိုရင်တော့ insert tag ကိုသွားပေးပါ insert tag ထဲက tag group ထဲက wireless ထဲကနေပြီးတော့မိမိနှစ်သက်ရာစတိုင်ကိုရေးပါကျွန်တော်ကဒီစတိုင်လေးရေးလိုက်ပါမယ် ဒီနေရာမှာတော့မိမိနှစ်သက်တဲ့စာသားလေးတွေမိမိတို့ရဲ့လုပ်ငန်းအမည်လေးတွေရေးရလို့ရပါပြီကျွန်တော်ကကွန်ပျူတာသင်တန်းနာမည်လေးရေးပေးမှာဖြစ်ပါတယ်ဟုတ်ပါပြီအဲ့တော့ဒီနေရာမှာ1နှစ်3 3ချက်နှိပ်ပြီးတော့ဆက်လက်မှတ်လိုက်ပါတယ်ကျွန်တော်ရဲ့တင်တဲ့နာမည်လေးရေးပါမယ် S U C C E S S F U L successful လို့ရေးလိုက်ပါတယ်တင်တဲ့နာမည်လေးရေးပြီးသွားပြီဆိုလို့ရှိရင်တော့တင်တဲ့လိပ်စာလေးရေးပါမယ် တင်တဲ့ရဲ့လိပ်စာလေးရေးဖို့ရာအတွက် test box ကိုသုံးပြီးတော့ရေးပြပေးမှာဖြစ်ပါတယ် test box သုံးဖို့ရာအတွက်ဆိုရင်တော့ insertion ရဲ့ဘေးနားလေးက a ဆိုတဲ့ test box လေးကိုယူလိုက်ပါမယ် area လေးသတ်မှတ်လိုက်ပါမယ်စာရေးဖို့ရာအတွက် area လေးကိုဒီလိုမျိုးလေးသတ်မှတ်လိုက်ပါသတ်မှတ်ပြီးသွားပြီဆိုရင်တော့ဒီ test box ထဲမှာဖြီတောင်စုဖောင်းတဲ့ရေးမှာဖြစ်တဲ့အတွက် test box လေးကိုဆက်လက်မှတ်ထားပေးပါ home tag ကိုသွားပေးပါ home tag ထဲက fonts line မှာတော့ဖြီတောင်စုလို့ရေးလိုက်ပါ ဖောင်ဆိုင်ကိုတော့30လောက်နဲ့ရေးပါမယ်အန်တာခောက်ပါမယ်အလဲညီနဲ့ရေးမှာမို့လို့အလဲညီလေးပြောင်းထားလိုက်ပါ shortcut key ဆိုရင်တော့ control e ပါစပြီးတော့ရေးပါမယ်ဘိုချုံလန်ချမ်းသာလန်သွဲဝင်းသူရကဖေးအနီဒီ dash လေးကိုတော့ keyboard က shift key လေးရဲ့အနှုတ်ကလေးရဲ့နဲ့ရေးလို့ရပါတယ် ခွေကြီးရက်ွယ်မုံရွာမြို့ဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုရင်ဒီအောင်မှာဖုန်းနံပါတ်လေးထည့်ရအောင်ပါဖုန်းနံပါတ်လေးရေးဖို့မဆန်တော့တာဖြစ်တဲ့အတွက်ဒီစာကြောင်းလေးတွေကိုတစ်ကြောင်းနဲ့တစ်ကြောင်းကိုနည်းနည်းလေးချင်းပေးမှာဖြစ်ပါတယ်ဒီလိုစာသားလေးတွေတချောင်းနဲ့တချောင်းကျဲနေရအောင်ကျင်းပွေးရအတွက်ဆိုရင်တော့စာသားလေးတွေကိုဆက်လက်မှတ်ထားလိုက်ပါစာသားလေးတွေကိုဆက်လက်မှတ်ပြီးသွားပြီဆိုလို့ရှိရင်တော့၄ရောက်တက်ကိုသွားပေးပါ၄ရောက်တက်ထဲက paragraph group ထဲမှာဆိုလို့ရှိရင်တော့ after နေရာမှာ x ဖြစ်နေတာကို0လို့ပြောင်းပါမယ်မြန်မာလိုရေးလို့မရပါဘူး control shift နဲ့အင်္ဂလိပ် keyboard လေးပြောင်းပေးပါ0လို့ရေးပေးပါ enter ခောက်ပါမယ်ဒါဆိုလို့ရှိရင်တော့စာကြောင်းတစ်ချောင်းနဲ့တစ်ချောင်းကချင်းသွားပြီးဖြစ်ပါတယ်အဲ့တော့ဆက်ရေးပါမယ်။မော်ဝါမျိုးရဲ့နောက်ကိုကာစာလေးထက်ချ Enter ခောက်ပါမယ်။အင်္ဂလိပ်လိုဖုန်းနံပါတ်ရေးမှာဖြစ်တဲ့အတွက်09963260 3936 9693382 တင်တန်းကိစ္စလေးနဲ့ပတ်သက်ပြီးသွားရင်လည်းဒီဖုန်းနံပါတ်လေးကိုလှမ်းပြီးတော့ဆက်သွယ်မေးမြန်းလို့ရပါတယ်။ကျွန်တော်ကဖုန်းနံပါတ်လေးရရဲ့ရှိမှဖုန်း icon လေးထည့်ပါမယ်။အဲ့ဒီအတွက်09ရရဲ့ရှိမှကာစာလေးချလိုက်ပါတယ်။ icon လေးတွေတက်ဖို့ရအတွက်ဆိုရင်တော့ insert တက်ကိုသွားပေးပါ။ insert တက်ထဲက symbol group တွေက symbol symbol တွေကနေမိမိတက်တက်ရဖုန်း icon လေးချက်ထည့်လို့ရပါတယ်။အဲ့ကိဒီနားလေးမှာ icon လေးတွေမတွေ့ခဲ့ဘူးဆိုရင်တော့ mouse symbol ကိုသွားပေးပါ။ default နေရာမှာတော့ web den font လို့ရေးပေးပါ keyboard ကနေ web လို့ရေးလိုက်ပြီးတော့ keyboard ရဲ့ဘေးမှာရှိနေတဲ့ bevel ချမ်းမှာရှိတဲ့ tab tab ဆိုတဲ့အမျှားနှစ်ခုပါတဲ့ tab key လေးကိုတစ်ချက်နှိပ်လိုက်ရင်ဒီလို icon လေးပေါ်လာမှာဖြစ်ပါတယ် four icon လေးရွေးပါမယ် four icon လေးရေးဖို့ရအတွက်ဆိုရင်တော့ကျွန်တော်ကဒီ slider bar လေးကိုအပေါ်အောင်ဆွဲချလို့ရတယ်လို့မြားလေးတွေကိုတစ်ချက်ချင်းနှိပ်ပြီးတော့ဆင်းသွားလို့ရပါတယ် ်ဟုတ်ပြီကျွန်တော်က default icon လေးကိုသုံးမှာဖြစ်တဲ့အတွက် di icon လေးကို click တစ်ချက်နှိပ်လိုက်ပါမယ် insert လို့နှိပ်လိုက်ပါမယ် close လို့လိုက်ပါမယ်ဒါဆိုရင်တော့ phone icon လေးရလာပြီဖြစ်ပါတယ်ရလာတဲ့ phone icon လေးကို select မှတ်တယ် control c လို့လိုက်မယ်၃ညာ၉ရဲ့ရှေ့မှာ control v လို့ထပ်ပြီးတော့ချလိုက်ပါမယ်ဒါဆို icon လေးတွေကရောက်သွားပြီဖြစ်ပါတယ်ဒီစာတွေအားလုံးကိုတော့ကျွန်တော်က control b နဲ့ bold လေးထူလိုက်ပါမယ်ထင်းထင်းရှားရှားဖြစ်သွားအောင်လို့ပါ ဒီမှာဆိုလို့ရှင် အောက်ခံကျွန်တော်တို့အယောင်ကြီးပါနေတာဖြစ်ပါတယ်ဒီအောက်ခံဖြူရောင်ကြီးကိုဖျောက်ပါမယ်ဒီအောက်ခံဖြူရောင်ဖျောက်ဖို့ရအတွက်ဆိုရင်တော့ shape format ကိုသွားပေးပါ shape format တဲ့က shape fade ရနေပြီးတော့ no fade လို့လုလိုက်ရင် အောက်ခံရောင်ကြီးဖျောက်သွားပြီးဖြစ်ပါတယ်ဘောင်ရောင်ကိုလည်းမလိုချင်တာဖြစ်တဲ့အတွက်သူ့ကိုတစ်ချက်နှိပ်ထားပြီးသွားပြီးတော့ shape outline ကို no outline လို့ပြောင်းပေးလိုက်ရင်ဘောင်ရောင်လေးလည်းဖျောက်ပြီးဖြစ်ပါတယ်ဒါလို့ဆိုလို့ရှင်တော့အောက်ကလေးစာလေးထည့်ပြီးသွားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ successful ရော အောက်က desktop လေးရောအောက်က business card ကြီးရောအားလုံးကိုဆက်လက်မှတ်လိုက်မယ်ပြီးတော့ခါကြတော့မှ group လို့ဖွဲ့လိုက်ပါမယ်ဒါဆိုလို့ရှင်တော့အဆင်ပြေသွားပြီဖြစ်ပါတယ်ဟုတ်ပါပြီဒီထဲမှာတော့ computer training center ဆိုတဲ့စာသားလေးထပ်ဖြည့်ပါမယ်ဒီစာသားလေးဖြည့်ဖို့ရအတွက်လည်း test box လေးယူလိုက်ပါတယ်ဒီကနေပြီးတော့မှ area လေးတတ်မှတ်ပြီးတော့စာလေးရေးပါမယ်ဟုတ်ပါပြီအောင်းနေနေလေးချလိုက်ပါမယ် โอเคအဲ့တော့ဒီမှာလည်းပဲစာသားလေးရေးมาဖြစ်တဲ့အတွက် click တစ်ချက်နှိပ်ထားမယ်မိမိနှစ်သက်ရာဖောင်းနဲ့ရေးလို့ရပါတယ်ကျွန်တော်ကတော့သူ့ရဲ့ body font နဲ့ရေးလိုက်ပါမယ်โอเคစာပြီးတော့ရေးပါမယ် C O M P U T E R computer D R A I N I N ရေးထွေးနေ C N D I center လို့ရေးလိုက်ပါမယ်စာသားလေးတွေကိုအလဲညီချင်တာဖြစ်တဲ့အတွက် keyboard က control E နဲ့နှိပ်ပြီးတော့အလဲပို့လိုက်ပါတယ်အားလုံးကို select မှတ်လိုက်ပါတယ် control shift greater than လေးနဲ့ကျွန်တော်က font size လေးကိုကြီးလိုက်ပါတယ် မိမိနှစ်သက်သက်လောက်ကြီးလိုက်တာပါပြီးသွားပြီဆိုရင်တော့ဒီစာသားလေးကိုရိုးရိုးမထားပါဘူးကျွန်တော်က small cat လေးလုပ်ပါမယ် small cat effect လေးထည့်ပေးရအတွက်ဆိုလို့ရှိရင်တော့ font ရဲ့ dialog box ကိုသွားပြရမှာဖြစ်ပါတယ်ဒီနေရာလေးကိုတော့ dialog box လို့ခေါ်ပါတယ် okay သူ့ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ font effect တွေများစွာရှိတဲ့ထဲက small cat လေးကိုယူလိုက်ပါစလုံးအသေးတွေကိုအကြီးပြောင်းလိုက်တာဖြစ်ပါတယ် okay ပါဒါဆိုရင်တော့ small cat လေးတောင်းလိုက်ပါပြီ ဖောင့်အရောင်တော့ကျွန်တော်ကအနီရောင်လေးထည့်လိုက်ပါမယ်ဟုတ်ပါပြီဒီစာသားလေးတွေရဲ့အောက်ခံအရောင်အဖြူရောင်ကိုဖျောက်ပါမယ်အဲ့ဒီအတွက်သူ့ကို click တစ်ချက်နှိပ်ထားပေးပါနှိပ်ထားပြီးသွားပြီဆိုရင်တော့ shape format shape format ထဲက shape style ထဲက shape face shape face ထဲကနေ no face လို့လုပ်လိုက်ပါမယ် outline လေးကိုဖြတ်ဖွဲ့ရအတွက်ဆိုရင်တော့ shape outline ကို no outline လို့လုပ်လိုက်ပါမယ်ဒါဆိုရင်တော့ရပါပြီအဲ့လိုရသွားပြီဆိုရင်တော့ဒီစာသားလေးကိုလည်းဆက်လက်မှတ်ပြီးတော့ဘိုးလေးထူလိုက်ပါမယ်ထင်းထင်းရှားရှားဖြစ်သွားအောင်လို့ပါ โอเคဘိုးထုတ်လိုက်တော့စလုံးလေးတွေနည်းနည်းလေးမဆန်တာတွေ့ရပါတယ်အဲ့တော့အနှဲငယ်လေးကျွန်တော်ဆွဲပြီးတော့ချိန်လိုက်ပါတယ်ဒီ test box လေးကိုတော့ business card နဲ့ညီအောင်ထားမှာဖြစ်တဲ့အတွက် test box လေးကိုဆက်လက်မှတ်မယ်အောက်က business card လေးကိုလည်းဆက်လက်မှတ်မယ် align နဲ့ကနေပြီးတော့ align center ဆိုပြီးတော့ညီလိုက်ပါမယ်ဒါဆိုလို့ရှင်တော့ညီသွားပြီဖြစ်ပါတယ်။ Okay ထပ်ပြီးတော့ group ဖွဲ့လိုက်ပါမယ်။ဒါဆိုလို့ရှင်တော့ business card design လှလာလေးတခုဒါရေးဆွဲပြီးသွားပြီဖြစ်ပါတယ်။ ကြားလာတဲ့ business card လေးကိုတော့ A4 စာရွက်ထဲမှာစီမဖြစ်ပါတယ်အဲ့ဒီအတွက်စာရွက်ကိုကျွန်တော်တို့ A4 သတ်မှတ်ကြရအောင်ပါဒီစာရွက်လေးကို A4 သတ်မှတ်ဖို့ရအတွက်ဆိုရင်တော့လေးရောက်တက်ကိုသွားပါ site ကိုသွားပေးပါ site ထဲမှာမှ A4 လို့ယူလိုက်ပါ orientation ကိုသွားပြီးတော့ portrait ရေးထားလိုက်ပါ margin မှာတော့မိမိနှစ်သက်တယ်လို့ပြီးလို့ရပါတယ်ကျွန်တော်က narrow ပြီးလိုက်ပါမယ် narrow ပြီးပြီးသွားပြီဆိုလို့ရှိရင်တော့ business card လေးကိုပွားပါမယ်ဒီ business card လေးကို control c control v နဲ့ပွားလိုက်ပါညာဘက်ကိုနည်းနည်းလေးရွှေ့လိုက်ပါမယ် โอเคဘစ်စနက်ကလေးနှစ်ခုကိုထိတ်ချင်းညီအောင်လို့နှစ်ခုသလုံး shake piece ဆက်လက်မှတ်လိုက်ပါတယ် shake piece ဆက်လက်မှတ်ပြီးသွားပြီဆိုလို့ရှိရင်เนาะ shape format shape format ထဲက array နဲ့က align align နဲ့ကနေ align top ဆိုပြီးတော့ထိတ်ကလေးညီအောင်ညှိလိုက်ပါတယ်ပြီးသွားပြီဆိုရင်တော့သူတို့ကိုလည်း group ဖွဲ့လိုက်ပါမယ်အဲ့တော့ group လို့နှိပ်လိုက်ပါတယ်ဒါဆို group ဖွဲ့ပြီးသွားပါပြီဒီလို group ဖွဲ့ပြီးသားကိုမှထပ်ပြီးတော့ copy ကူးပါမယ် control c control v ရလာတဲ့ business card လေးကိုအောက်ကိုပို့ပါမယ် ကီးဘုတ်က control key ကိုဖိပြီးတော့ဘိန်းလုံးလေးကိုနောက်ဆုပ်ပြီးတော့မြင်ကွင်းလေးခြုံလိုက်ပါတယ် control v ဆိုပြီးတော့တစ်ချက်ထပ်နေလိုက်မယ်ရလာတဲ့ business card လေးအောက်ကိုဆွဲချပါမယ် control v လို့ထပ်နေပါမယ်ရလာတဲ့ business card လေးကိုအောက်ချပါမယ် okay ဒီလောက်ပဲရတာဖြစ်တဲ့တဲ့ကျွန်တော်ကဒီလိုခက်ကျဲကျဲလေးထားလိုက်ပါမယ်သူရဲ့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 ကို keyboard က shift key ဖိပြီးတော့ business card အလုံးကိုဆက်လက်မှတ်လိုက်ပါတယ် align လေးတွေမညီလို့ align လေးညှိပါမယ်ကျွန်တော်က align center ဆိုပြီးတော့ business card လေးကိုအလဲတက်အောင်ညှိပေးလိုက်ပါတယ် ညှိပြီးသားပြီဆိုရင်တော့တပုံနဲ့တပုံရဲ့အကွာဝေးလေးကိုလည်းထပ်ပြီးတော့ညှိမှာဖြစ်တဲ့အတွက် align နဲ့ရနေပြီးတော့မှ distribute vertically လို့နှိပ်လိုက်ပါတယ်။ဒါဆိုလို့ရှိရင်တော့တပုံနဲ့တပုံရဲ့အကွာဝေးလေးတွေဒီစနေတကြနဲ့ညီညီညာလေးညှိသွားတာတွေ့ရပါတယ်။အားလုံးကိုနေရာမှာရွေ့အောင်လို့ group ထပ်ဖွဲ့လိုက်ပါမယ်။ group ပါ။ဒါဆိုရင်တော့ business ကလေးရပြီဖြစ်ပါတယ်။ ဟုတ်ပါပြီ။ဒါဆိုလို့ရှိရင်တော့ business card design လှလှလေးရေးဆွဲတတ်သွားပြီလို့ယုံကြည်ပါတယ်။အခုလို Microsoft Word နဲ့ business card design လှလှရေးဆွဲနည်းအပြင် logo design ရေးဆွဲနည်းတွေ၊ flyer design ရေးဆွဲနည်းတွေ၊ export ထုတ်နည်းအမျိုးမျိုးနဲ့ print လုပ်ဖို့နည်းလမ်းလေးတွေကိုလည်းနောက်သင်ခန်းစာတွေမှာသင်ကြားမျှဝေပေးသွားအောင်ပါမို့။သင်တန်းရဲ့ Facebook page နဲ့ YouTube channel တွေကို like and subscribe လုပ်ထားပြီးအမြဲတမ်းယူလေ့လာကြပါစို့ခင်ဗျာ။လေလာတင်ယူမျှဝေပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ